မမမြင်လာပါရှင်ဒါကအခန်း38ရေမူနော်ဝါချုံဟုတ်ပြီနော်သူရဲ့ခေါင်းစဉ်ကဘာလဲဆိုလို့ရှိရင်ဟန်ကုကေကိုရီးယားရဲ့ဂျာတုံးချာဆန်တော့ဂျာတုံးချာဆိုရကမော်တော်ကားဆန်တော့ဆိုရကလုပ်ငန်းပြောရင်တော့ဒီကားထုတ်လုပ်တဲ့မော်တော်ကားထုတ်လုပ်တဲ့လုပ်ငန်းပေါ့နော်ကိုရီးယားရဲ့မော်တော်ကားထုတ်လုပ်တဲ့လုပ်ငန်းပါဟုတ်ပြီဆိုတော့ဒီမှာပါရေးတာမလဲတူတူဖတ်ကြည့်ကြမယ်။ဂျာတုံးချာဆန်တော့ဂျာတုံးချာဆန်တော့ဒီမော်တော်ကားထုတ်လုပ်တဲ့ လုပ်ငန်းကတော့ဟန်ကုကေကိုရီးယားရဲ့ဂျူယိုအဓိကဆုံးချမ်းတောင်ရဆန်တော့ဒီနေရာမှာဆုံးချမ်းတောင်ရဆန်တော့ကကြတော့ဆုံးချမ်းကကြတော့တော့ပါလိမ့်ဆိုရင်တိုးတက်တာတောင်ရဆရာကဒီစွမ်းအင်တို့အင်အားတို့ဒီတိုးတက်ဖို့အတွက်အနောက်ကနေတွန်းအားဖြစ်စီတဲ့တွန်းအားမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်ထုံရဆန်တော့ဆရာကလုပ်ငန်းအဲ့ရော ဒီဓာတ်ကြီးကိုသွားပြီးတော့တခုချင်းစီဘာသာပြန်နေလို့ရှိရင်အဆင်ပြေမှာမဟုတ်ပါဘူးဒီ၃ခုလုံးတွဲပြီးတော့တခါရဲ့ဘာသာပြန်လိုက်မယ်ဆိုရင်သူကဘယ်လိုလဲဆိုရင်ဒီ청잔동료산업소라가자တော့နိုင်ငံတနိုင်ငံရဲ့စီးပွားရေးတိုးတက်ဖို့အတွက်ပေါ့နော်အနောက်ကနေပြီးတော့တွန်းအားပေးတဲ့အဓိကစီးပွားရေးတိုးတက်ဖို့အတွက်အဓိကဖြစ်တဲ့အရေးကြီးလုပ်ငန်းတွေပဲပေါ့နော်အဲ့ဒီလုပ်ငန်းကနေပြီးတော့အဲ့ဒီလုပ်ငန်းကဒီ ိုင်ငံနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုဆိုလို့ရှိရင်အဓိကအခန်းကဏ္ဍဖြစ်တယ်ပေါ့အဲ့ဒါကိုပြောချင်တာဒီတရီလုံးဘာသာပြန်ပြီဆိုရင်နော်ဒါဆိုလို့ရှိရင်ဒီဂျာတုံးဂျာဆန်တော့ကားထုတ်လုပ်တဲ့လုပ်ငန်းကဆိုလို့ရှိရင်ကိုရီးယားရဲ့ဒီလုံးကကိုရီးယားနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေထဲကဟာနာအီမီတာတခုဖြစ်ပါတယ်နားလည်မယ်နော်နောက်ပြီးတော့ဟန်ကူကကိုရီးယားကတော့တဲ့ဆူချူဒ်ဆူချူဒ်ဆိုတာကတင်ပို့မှု တင်ပို့မှုကိုဂျုံရှင်မို့လို့အဓိကထားပြီးတော့တင်ပို့မှုကိုအဓိကထားပြီးတော့ခြာသုံးခြာဆန်းတော်ဘယ်ဒီကားထုတ်လုပ်တဲ့လုပ်ငန်းကိုကုကျုံဒီဇိုင်းမမတ်နဲ့စီစံမပြတ်ဖိုင်ဂျုံရှိချောတိုးတက်အောင်လုပ်နေတယ်ပြောရရင်အာသူရဒီသူရနိုင်ငံကမှကားတွေကိုထုတ်လုပ်ပြီးတော့အဓိကတင်ပို့တာပေါ့နော်သူများစီကဝယ်ယူတာထက်တင်ပို့မှုကိုအဓိကထားပြီးတော့ကားထုတ်လုပ်တဲ့လုပ်ငန်းကိုဒီဇိုင်းမမတ်တိုးတက်အောင်လုပ်တယ်အဲ့လိုလုပ်ရကနေပြီးတော့ဤထုံးဒီရှိဆန်းတယ် 2023ခုနှစ်ဒီဇွန်ဆိုတာကဆန်နော်တွေ့ရရင်ဒီ2023ခုနှစ်ဆန်နော်အရာဆိုလို့ရှိရင်ပေါ့နော်အဲ2023ခုနှစ်မှာဆိုရင်တဲ့တို့ရဲ့ဒီကားထုတ်လုပ်တဲ့လုပ်ငန်းကခြေခေဦးဝီရေတကမာလုံးနဲ့ရှင်းလိုက်မယ်ဆိုရင်ကမာနံပါတ်5နေရာ 자동차생산국자동차모터가생산국ဆိုတာကကြတော့ဒီမော်တော်ကားထုတ်လုပ်တဲ့နိုင်ငံပေါ့ဒီကမ္ဘာပေါ်ကမော်တော်ကားထုတ်လုပ်တဲ့နိုင်ငံဒီထဲမှာဆိုလို့ရှိရင်ကိုရီးယားနိုင်ငံက2023ခုနှစ်ရဲ့စံနှုန်းအရဆိုရင်ကမ္ဘာအဆင့်နံပါတ်5ဒေယောစီမီတာဖြစ်ခဲ့ပါလေတဲ့ဟုတ်ပြီနော်ဒီ2023ဤချုံညီရှိဆန်ညော 2023ခုနှစ်ရဲ့ဆေးကဲဈာတုံးချရှိချောင်းရဲ့ဆေးကဲဆိုတာကကဘာအနှံ့အပြားရဲ့ဈာတုံးချရှိချောင်းကားစည်းကွက်တဲမှာဆိုလို့ရှိရင်ဒီကဘာအနှံ့အပြားကကားစည်းကွက်ရဲ့ဂျုံမြူယူဒ်ဂျုံမြူယူဆိုတာကဇာတော့ဒါတချို့နေရာဆိုရင် share လို့ဘာသာပြန်လိမ့်မယ်ဒီမှာက share ဆိုတာထက်အာသူ့ကိုဘယ်လိုဘာသာပြန်မလဲဆိုလို့ရှိရင်ဒီဈေးကွက်အတွင်းမှာပေါ်တော့ ိုဘလောက်ထိနေရာယူထားနိုင်လဲတခြားသူတွေနဲ့ရှင်ပြီးတော့ကိုကဒီဈေးွက်ထဲမှာဘလောက်အနေထားရောက်ထားလဲဒီဈေးွက်ထဲမှာကိုရဲ့အင်အားကိုရဲ့ပါဝါကဘလောက်ထိရှိလဲဆိုတာပေါ့နော်အဲ့ဒါကိုပြတဲ့ဂျာဂိုင်တော့အဲ့ဒါကိုခြုံညူယူလို့ခေါ်မယ်ဟုတ်ပြီနော်ဒီ2023ခုနှစ်ရဲ့လုံးဝဒီကမ္ဘာကားဈေးွက်ရဲ့ဈေးွက်ထဲမှာနေရာယူထားနိုင်တဲ့ယာကိုင်းတော့ကြတဲ့ဇာတ်ကိုဖူးမြုံကြည့်မယ်ဆိုလို့ရှိရင်တဲ့အေဘွန်ဂျပန်ကအီထုံအေရှစ်ဂူဒုံ ယူဖူရူလို29ဒသမ100ခိုင်နှုန်းနဲ့ယူဝီပထမတရားယူရောပီယူရောဥရောပကအီရှစ်စာတုံဂူဖူရူရောယူဝီ24ဒသမ900ခိုင်နှုန်းနဲ့ဒုတိယနေရာဆောင်းမီနန်တတိယနေရာကတော့ရှစ်ချီတုံဂူဖူရူစကွနီဒသမ900ခိုင်နှုန်းရဲ့900ခိုင်နှုန်းဖြစ်တဲ့ဂျုံကူကီမျိုးတရုတ်နိုင်ငံဟုတ်ပြီနော်ဒီ သူတို့ရဲ့2023ခုနှစ်ရဲ့ဈေးကွက်တွင်ဝင်ရောက်နိုင်မှုပမာဏကိုကြားတယ်ဒီရာခိုင်နှုန်းကြားတဲ့ဇယားကိုကြီးလိုက်မယ်ဆိုရင်တဲ့ဂျပန်က29.1ရာခိုင်နှုန်းနဲ့ပထမနေရာယူထားတယ်ဥရောပက24.9ရာခိုင်နှုန်းနဲ့ဒုတိယနေရာယူထားတယ်နောက်ပြီးတော့တတိယနေရာမှာဆိုရင်တရုတ်က19.9ရာခိုင်နှုန်းနဲ့နေရာယူထားတယ်အဲ့ဒီမှာမှာဒီဂျုံမြူယူဈေးကွက်အတွင်းဝင်ရောက်နိုင်မှုရာခိုင်နှုန်းဖိုင်ဂျုံဥဖူဖိုင်ဂျုံဥဖူရဲ့ ရှိတတမ900ခိုင်နှုန်းဖြစ်တဲ့ဟန်ကူကန်ကိုရီးယားကတော့ရှစ်အိုဂျုံဒီပူရိုအင်း၅တတမ200ခိုင်နှုန်းအင်းဆိုတာကဖြစ်တဲ့ဖြစ်တော့နော်၅တတမ200ခိုင်နှုန်းဖြစ်တဲ့ဘီကူကေအီရောအမေရိကန်ရဲ့အနောက်ကိုလိုက်ပြီးတော့အူရီတခြားကြီးဟာယိုစီနီတော့ကျင်းစမမြောင်နေရာကိုနေရာယူထားပါတယ်။ဒါသူကရှင်းရှင်းလေးရေးလို့ရတာကိုလှည့်ထားတယ်ပေါ့နော်။ဒီ ရေကွက်တွင်ဝေရောက်နိုင်မှုရာခိုင်နှုန်း8.5ရာခိုင်နှုန်းရှိတဲ့ကိုရီးယားကဆိုလို့ရှိရင်တဲ့15.2ရာခိုင်နှုန်းရှိတဲ့အမေရိကန်ရဲ့အနောက်ကနေလိုက်ပြီးတော့ငါးနေရာပြင်စမမြောက်နေရာကိုနေရာယူထားပါတယ်တဲ့ဟုတ်ပြီနော်နားလည်မယ်နော်ဆိုတော့ကားထုတ်လုပ်တဲ့လုပ်ငန်းကဆိုလို့ရှိရင်ကိုရီးယားရဲ့ဒီအဒီကာနိုင်ငံစီးပွားတိုးတက်ဖို့အတွက်အဒီကာလုပ်ငန်းဖြစ်တယ်အဲ့ဒီလုပ်ငန်းဖြစ်တယ်နောက်ပြီးတော့သူတို့ကကားကိုအဒီကာတင်ပို့ဖို့အတွက်ကိုထုတ်လုပ်တာ ဒီလိုမျိုးတင်ဖို့အတွက်ထုတ်လုပ်ရင်းကနေပြီးတော့2023ခုနှစ်မှာဆိုလို့ရှိရင်ကမ္ဘာနံပါတ်5နေရာအထူးကိုနေရာယူထားတာကိုပြောထားတာဖြစ်ပါတယ်။ဟုတ်ပြီဆိုတော့နောက်ထပ်တစ်ပတ်။ Hangulge Juyo Hangulge Korea ရဲ့ Juyo ဈာတုံးချဝေစာတဲ့ရင် Juyo ဆိုတာကများသောအားဖြင့်ဈာတုံးချဝေစာတဲ့ရင် ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့เนาะကိုရီးယားရဲ့ဒီကားထုတ်လုပ်တဲ့ကုမ္ပဏီအများစုကတော့တဲ့ global 경제력을 global ဆိုတာကကြတော့လောကတကမ္ဘာလုံးနေဆိုင်တာပေါ့เนาะ경제력ဆိုတာကကြတော့အာပြောရရင်ကြိုင်ဆိုင်နိုင်စွမ်းပေါ့ကြိုင်ဆိုင်နိုင်စွမ်းဆိုတာထက်တိုင်းဆိုင်နိုင်စွမ်းလို့ပြောရအောင်ပေါ့နော်ဒီမှာစီးပွားရေးဆိုတော့တနိုင်ငံနဲ့တနိုင်ငံကုမ္ပဏီတစ်ခုနဲ့တစ်ခုပြိုင်ဆိုင်ကြရတယ်အာဘယ်သူကပိုကောင်းလဲဒါမျိုးပြိုင်ဆိုင်ကြရတယ်ပေါ့နော်အဲ့ဒီလိုမျိုး ဒီကမ္ဘာလုံးနဲ့ရှင်ပြီးတော့ပြိုင်ဆိုင်လိုက်တဲ့ဒီပြိုင်ဆိုင်နိုင်စွမ်းကိုဖာထန်ဂရုအခြေခံလိုက်မယ်ဆိုလို့ရှိရင်တဲ့ဟျုံဂျေရှိကျ်အော်ဟျုံဂျေဆေဂေရှိချောင်းနေဆိုနဟျုံဂျေဆိုတာကအခုလက်ရှိဆေဂေရှိချောင်းဒီကမ္ဘာဈေးကွက်အခုလက်ရှိကားထုတ်လုပ်တဲ့ကမ္ဘာဈေးကွက်ပေါ့နော်အဲ့ဒီဈေးကွက်ထဲမှာဆိုလို့ရှိရင်တဲ့ဆုံးသူချုပ်ကင်းယောကာဒယ်ဟာဘောအစ်စင်နီတာဆုံးသူချုပ်ကင်းယောကာဒယ်ဆိုတာကကြတော့ဦးဆောင်နေတဲ့အခန်းကဏ္ဍ ကြည့်ရရင်ဒီတကမာလုံးနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ဒီကားစီးကွက်ထင်မှာကိုရီးယားရဲ့ကားထုတ်လုပ်တဲ့ကုမ္ပဏီအများစုကဆိုရင်ဒီကားစည်းကွက်ထဲမှာဥဆောင်နေတဲ့နေရာကိုယူထားတယ်လို့ပြောလို့ရတယ်တဲ့။နောက်ပြီးတော့ဟန်ကုကေနံကိုရီးယားကတော့ယုံဒေးချာတုံချာယုံဒေးချာတုံချာဆိုရကကြတော့ဒီမှာရှားကြည့်တော့ပေါ့နော်။အာတချို့ကားလေးပါလေဟွန်တိုင်းကားလို့ခေါ်ရယ်ဆိုလားပဲ။အဲ့ဒီကားလေးအဲ့ဒါကတကယ်တော့သူ့အတန်တွေအမှန်ကယုံဒေး ပြုံးတယ်ကနေကအဲ့ဒါကိုဒီရောက်တော့ခွန်တိုင်းဆိုပြီးတော့ဖြစ်သွားရေပေါ့နော်ပြုံးတယ်ခြာသုံးခြာတာကိုရီးယားကထွက်တာနောက်ပြီးတော့ဂီယာခြာသုံးခြာဒီဂီယာခြာသုံးခြာကိုလည်းဒီမှာလေကီယာဆိုပြီးတော့ခေါ်တယ် KAI လေအာကီယာကီယာကားဆိုပြီးတော့ခေါ်တယ်နောက်ပြီးတော့ KGN နောက်ပြီးတော့ Hanguk GM နောက်ပြီးတော့ Renault Kodia Renault Kodia ဆိုတာကလေဒီမှာလေရှိတယ်ပေါ့နော်တချို့အာ ဘာလဲ renote လို့ခေါ်တာလားတော့မသိဘူးအဲ့ဒီဟာလေးပေါ့နော်ဒီတစိမ့်ပေါ့အဲ့ဒီလိုမျိုးဂျင်းစာရေးတဲ့ thayanghan kiobi inande thayanghan အမျိုးစားစုံနေတဲ့ kiobi လုပ်ငန်းတွေ inande အာအမျိုးစားစုံနေတဲ့လုပ်ငန်းတွေကုမ္ပဏီတွေရှိပြီနဲ့ gujun အဲ့ဒီအထဲမှာမှာ ဒီကုနာကပြောသွားတယ်ရုံတေချာသုံးချခီယာချာသုံးချခီဂျီယန်ဟန်ကူဂျီယန်အများကြီးပေါ့နော်ဒီလိုမျိုးကုမ္ပဏီတွေအများကြီးလုပ်ငန်းတွေအများကြီးရှိပြီးနေတဲ့အဲ့ဒီအထင်မှာမရုံတေချာသုံးချနင်းဒီအရှိကရုံတေချာသုံးချကတော့အီချုံနီရှိဆမ်ညော2000 2023ခုနှစ်ချာသုံးချဖန်နယ်ရံကဲဆိုဒီကားရောင်းချရဲ့ရောင်းချမှုပမာဏရောင်းအားပေါ့နော်အဲ့ဒီရောင်းအားနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တဲ့ဒီရုံတေချာသုံးချရဲ့2023ခုနှစ်အတွင်းမှာ 2023ခုနှစ်အတွင်းမှာတက္ကပါလုံးကကားကြီးပေါ့နော်အဲဒီကားကြီးထဲမှာမှာဘယ်ကုမ္ပဏီဘယ်တစ်စိကအများဆုံးရောင်းရတယ်ဆိုတာကိုကြည့်လိုက်တဲ့အခါမှာတဲ့ကျောင်းတဲ့ခြားသုံးခြားကဒီရောင်းအားထဲမှာဆိုရင်ဟေဂေဆမ်မူတက္ကပါလုံးနဲ့ရှင်ရင်နံပါတ်3နေရာကိုခြားကြီးဟန်တိမ့်ပိုက်ထားပြီးတော့တိမ့်ပိုက်ထားတဲ့ global giant ဒါလုံးဝဒီကမ္ဘာလုံးဆိုင်ရာလုပ်ငန်းဖြစ်ပါရဲ့ပြောရင်တော့ဒီကမ္ဘာလုံးကိုနေထိုင်နေတာပေါ့နားလည်မင်းနော်ဟုတ်ပြီဆိုတော့နောက်ထပ်တစ်ပိုက် ဟန်ကုကေကိုရီးယားရဲ့자동차기업들은ဒီကားထုတ်လုပ်တဲ့လုပ်ငန်းတွေကတော့တဲ့ချဲကွန်းအခုလက်တလုံးမှာဆိုရင်တော့ဂျုံကီချာ EV ဟိယစက်ကဒါမှမဟုတ်ဆူဆူချာဆူဆူချာဆိုတာကကြတော့ဒါအာသူကဟိုက်ဒရိုဂျင်ဟိုက်ဒရိုဂျင်သုံးနေကားလို့ပြောမှာပေါ့နော်အဲသူကဟိုက်ဒရိုဂျင်ကိုလောင်စာအဖြစ်သုံးတယ်ပြီးလို့ရှိရင်အဲ့ဒီလောင်စာကနေတစ်ဆင့်မှပြည့်စုံထုတ်ပြီးတဲ့ကားမျိုးပေါ့နော်အဲ့ဒီလိုမျိုးကတ်တန်ဆိုတာကအဲ့လိုမျိုးချင်းဝမ်ကျွန်း자동차 ချင်းဝမ်းကြောင်းဆိုတာကကြတော့တဘာဝပုံဝင်တဘာဝပုံဝင်ခြင်းအတွက်အရင်ကြီးမထိခိုက်စေတာမျိုးပေါ့နော် eco friend ဖြစ်တဲ့ကားတွေကိုပြောတာအဲ့ဒီလိုကားတွေရဲ့ဖွံ့ညဆိုတာကနေပေဒီလိုကားတွေရဲ့နေပေရဲ့ဂီဆွေခေပါတဲ့ဂီဆွေခေပါနီးပင်တာတိုးတက်မှုတွေမှာမာနန်ထူကြတယ်မာနန်ဆိုတာကအများကြီးတော့ထူကြရင်းနှီးမြှုပ်နှံမှုတွေကိုဟာကိုအီစမီတာလုပ်နေကြပါတယ်ပြောရရင်တော့ဒီသူတို့က အခုလက်ရှိပေါ့နော်ကိုရီးယားရဲ့ဒီကားထုတ်လုပ်တဲ့လုပ်ငန်းဒီမှာဆိုရင်သူတို့ကဘာကိုအဓိကထားရဲဆိုရင်ဒီဖြက်စစ်ကားတို့ဟိုက်ဒရိုဂျင်သုံးတဲ့ကားတို့ပြရရင်ဒီချင်းဝမ်ကျုံချာသုံးချာတွေပေါ့တဘာဝပတ်ဝန်းကျင်အတွက်အရင်ကြီးမထိခိုက်စေနဲ့လူတွေအတွက်အရင်မထိခိုက်စေနဲ့ကားမျိုးတွေပေါ့နော်အဲ့လိုကားတွေထုတ်လုပ်ဖို့အတွက်ဒီနည်းပညာတွေမှာရင်းနှီးမြှုပ်နှံမှုတွေအများကြီးလုပ်နေပါတယ်တဲ့နောက်ပြီးတော့ချင်းဝမ်ကျုံချာသုံးချာဖူးညာရဲ့ဒီတဘာဝပတ်ဝန်းကျင်အတွက် မထိခိုက်စေတဲ့ကားထုတ်လုပ်တဲ့နေပင်ရဲ့ဂီဆွေရောက်ချင်းနဲ့ဂီဆွေဆိုတာကနီးပင်နာရောက်ချင်းဆိုတာကကြတော့อืมပြောရရင်သူ့ကိုစံတတီထွင်မှုပေါ့နော်ဒီကားထုတ်လုပ်တဲ့လုပ်ငန်း eco friend ဖြစ်တဲ့ကားတွေရဲ့ ကားထုတ်လုပ်တဲ့နေပဲပေါ့နော်အဲ့ဒီနေပဲရဲ့ဤပညာစမ်းသစ်တူးထွင်မှုတွေကိုတဲ့ဘာထံကိုအခြေခံပြီးတော့ယုံတဲ့ခြာတုံချာဝါခီယာခြာတုံချာနဲ့ပြရင်ဒီဤပညာတွေကိုအခြေခံပြီးတော့ယုံတဲ့ကဟိုတိုင်းကားနဲ့ခီယာခြာတုံချာခီယာကားတွေကတော့ဤကျုံနီရှိပ်စာညောင်း2024ခုနှစ်ဤပွန်